ားလုံးပဲမင်္ဂလာပါ UK match တင်ရဲ့ Facebook နဲ့ YouTube channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါ Manchester United အသင်းကအခု Ruben Amorim ရဲ့အပြောင်းရွှေ့ကအခုဖြည်းဖြည်းချင်းနဲ့အချိန်ပြန်ပြီးတော့ကြာပြီးတော့ခဏလေးဖြစ်လာတယ်အဓိကအချက်ကဘာလဲဆိုတော့ကစားမားတွေကိုရောင်းချနိုင်ခြင်းမရှိတဲ့အချက်ကြောင့်သူတို့လူသစ်ဝယ်တဲ့အခါမှာ delay တွေအများဖြစ်နေတယ်သူတို့သူတို့အံပွဲမှုကိုချက်ချင်းတော့ဝယ်ပြဿနာမရှိဘူးဒါပေမဲ့သူတို့ကစားမပြန်မရောင်းထုတ်နိုင် ပြဿနာ ြက်တနာဖြစ်လိမ့်မယ်။အဲ့ဒီချက်က United ရဲ့ဘုတ်ဖွဲ့ရောအင်းဒီကရုရောဒါ Oma Brother တို့အားလုံးအဓိက concern ဖြစ်နေတဲ့အချက်အခု ဖော်ပြထားတဲ့ Daily Mail နဲ့ Daily Telegraph မှာဖော်ပြချက်ရ Man United ရဲ့ transfer ကအခုလောလောဆယ်အနေထားရနမေကြီးကစားသမားတွေမထွက်နိုင်တဲ့အဓိကပြက်တနာကြောင့်အဲ့ဒီလောခလာစာများနေတဲ့သူတို့ရဲ့အခြေအနေတွေကြောင့်နောက်လူဝင်လာတဲ့အခါမှာ space မပေးနိုင်သေးဘူး။ဒါပါလို့သူတို့ရဲ့ budget မှာ တနေ့ကို10တန်းလာစားပြိမယ်ဆိုရင်အခုလောလောဆယ်မှာ9တန်း10တန်းပတ်ဝန်းကျင်တော့ရှိမယ်။ဒါပေမဲ့အဲ့ရ big name player တွေထွက်သွားရင် available ဖြစ်သွားမယ်။ wages space တွေကို Sancho တို့ Rashford တို့ Anthony တို့ Garnacho တို့ကလာမတွေကယူထားတယ်။အဲ့အတွက်ကြောင့်တို့ကအဲ့တူတွေထုတ်နိုင်နေဆိုရင်တို့ကတို့ transfer ပြဿနာမရှိဘူး။တို့ကမှန်တိုင်းပြောရင် striker တယောက်နောက်တစ်ဖက်က wingers တွေက အပွေးမှုအဓိကတော့အပွေးမှု plus နောက်ထပ် striker တယောက်ဒါကသူတို့အဓိက target ဖြစ်တယ်ကျွန်တော် position တော့သူတို့အလောက်မကြည့်ဘူးဆိုတော့အဲ့မှာဘာပြောလဲဆိုတော့အခု Man United ကသူတို့ရဲ့အဓိက big name player တွေမထွက်နိုင်မချေသူတို့လူဝယ်ဖို့ခတ်နေတယ်အဲ့ဒါက United တို့ FFP မှာပြဿနာဖြစ်နေတယ်သူတို့အရန်ကြီးသွားလို့မရဘူးဆိုတော့ယူထုတ်ရမယ်အခုထုတ်နိုင်တဲ့ကစားမားတွေမှာအခု Rashford point line ကမထွက်ဘူးကြည့်ပဲပြောနေ။ Onana ကလည်းကျွန်တော်အသင်းအတွက်တေချာပေါက်နေရာတနေရာအတွက် ဒါသူ့ဘက်ကချက်ပြီးစူးစမ်းသွားမှာဖြစ်တဲ့အတွက်အမီမာတီနမမကလိုလူကတ်ကာဗလီယာပဲဖြစ်ဖြစ်ဒီယိုဂိုကော်ဆာပဲဖြစ်ဖြစ်ကြိုက်တဲ့လူလား तू ကမထွက်ဘူး။ဦးနာနာကလည်းလုံးဝမထွက်ဘူး။အဲ့ဒီနေရာမှာဟွိုင်လန်ကလည်း2030တိရှိတဲ့အတွက် तू ကလည်းထွက်ဖို့ဆန္ဒမရှိဘူး။မန်ယူနိုက်တက်ပါပဲနေချင်တယ်။ယူနိုက်တက်ကရော့စမတ်ဟွိုင်လန်အပြင်ဂျောရှွာဇက်စီကိုတော့ကြိုက်တော့သူကဆက်ထိန်ထားခြင်းဆိုတော့ attacking ပိုင်းမှာဘယ်သူမှမထွက်ဘူးခံစစ်ကလည်းဘယ်သူမှမထွက်ဘူးတိုင်ပတ်နေလိုက်မှာ ဲ့နေရာမှာအခု United အတွက်အတင်းကောင်းလေးတခုက Jadon Sancho အဲ့ Sancho ကတော့ပထမဆုံး Sancho ထွက်သွားရင်လာသာ3သိန်းခွဲလောက် available ဖြစ်သွားပြီအဲ့မှာ Jadon Sancho ကို Napoli ကပြောင်းရွှေ့ချေ Euro 30 plus လောက်ခလာစာ bonus တွေအားလုံးနဲ့သူတို့ဘက်ကကန်လာလိုက်တယ် Antonio Conte က Sancho ဘောကိုယုံကြည်တယ် Sancho ကိုသူ့ရဲ့ system ထဲမှာအံဝင်မယ်လို့ယုံကြည်ပြီးတော့သူအရင်လိုပုံစံကောင်းတဲ့ great again ပြန်ဖြစ်လိမ့်မယ်လို့ခံစားမိတဲ့အတွက် နာပိုလီကသူ့ဘော်ကို investment လုပ်မယ်ဆိုစန်ချိုနဲ့ပတ်သက်လို့ပြောင်းရွှေ့ခြင်းကို Euro 30 plus အပူခံစားခွင့် bonus တွေအရုံနဲ့ထည့်ပြီးတော့ Manchester United ကိုသူတို့ဘက်ကကန်လန်ထားတယ်အခုလောလောဆယ်မှာ United ကလည်းရောင်းမယ်စန်ချိုကို Juventus ကလည်းလိုချင်တယ် Fenerbahce ကလည်းလိုချင်တယ်ဒါပေမဲ့ဒါလက်ရှိနေထိုင်ရ Napoli ပြည်ထောင်က Juventus တို့ ဒီဖနဘချီတို့ကာလန်နဲ့လောက်ခလာစာမျိုးခြေတန်းဆန်ချိုအတွက်မပေးနိုင်ဆန်ချိုကလည်းပြဿနာကဘာဖြစ်လဲဆိုချက်စီကလည်းသူ့လာစာမလျှော့ယူလို့မပေးဘူးတကယ်ဆိုချက်စီကိုသူပြောင်းအောင်မယ့်အစားမှာချက်စီကတပတ်ကို3သိန်းလောက်ရှိတဲ့ဆန်ချိုများမှာတသိန်းခွဲလောက်ရရင်သူတို့ကချုပ်ချင်တယ်ဆန်ချိုက2သိန်းခွဲလောက်ထိဒီမန်းလုပ်တယ်ဘောနပ်စ်ပါဝင်3သိန်းတိဆက်သွားမယ်ဆိုโอเคခိုးဖားမတော့တသိန်းခွဲတော့မရှိတဲ့ချိန်မှာမပေးဘူးဆိုပြီးတော့သူ့ကိုပြန်လွှတ်လိုက်တယ်အဲ့ဒီနေရာမှာ နာပိုလီကလည်းပြောင်းရွှေ့ကြေးပါညာအားလုံး OK တယ်ဒါပေမဲ့ဂျီရန်ဆန်ချိုလာစာထောက်ဝက်လောက် short ချဖို့လိုအပ်တယ်ထောက်ဝက်တော့မကဘူး3သိန်းကျော်မှာ3သိန်းခွဲလောက်ပဲသူတို့ maximum ပေးနိုင်တယ်အဲ့ဒါကအဓိကပြဿနာအခုအဓိက main concern ကဂျီရန်ဆန်ချိုရဲ့ salary Man United မှာအရန်များနေတဲ့တောင်းဆိုမှုနောက်တစ်ခုကသူကိုယ်တိုင်ကလည်း demand ကသူ့ကိုခေါ်မယ်ဆိုရင် United မှာပေးတဲ့လစာမျိုးပေးရမယ်ဆိုပြီးတောင်းဆိုချင်အဲ့ဒါက Napoli တိုင်ပတ်နေတာ ကစားမကအစီရီကနာပိုလီကိုပြောင်းချင်တယ်ပြဿနာကဆန်ချိုကိစ္စလာစာအဲ့နေရာမှာတစ်ဖက်ကဖန်နဘချီကလာစာအများကြီးပေးတယ်သူမပြောင်းချင်ဘူးဟိုတစ်ချိန်တည်းမှာပဲတခြားအသင်းတွေတဲကအသင်းတော်တော်များများပေါ့လေဂျူဗန်ဒက်စ်ကလည်းဒါဆန်ချိုကိုလိုချင်ပေမဲ့ဂျေနန်ဆန်ချိုကအန်တိုနီယိုကွန်တေကိုတွားချင်တယ်ဆိုတော့တကယ်လို့ဆန်ချိုကိုသာယူနိုက်တက်ရောင်းနိုင်ရင် OK ပြီဂျင်မာကက်စ်ရက်ရှိုးကမထွက်ချင်မထွက်ချင်တာမို့ဘာဆိုနာပဲပြောင်းချင်တယ်တခြားအသင်းတွေဆိုဘာမှမသိဘူး ဆိုတော့ rushford ကလည်းရောက်ဖို့တိုင်ပတ်တယ်အခုက ruby amro ရှင်းတယ် pre season တော့မှာ sancho ရဲ့ artery ရဲ့ rushford ကိုထားခဲ့မှာမြင်မြင်ဘာကြီးဖြစ်ဖြစ်နေကျန်တာဆက်သွားဒါပဲအခုလောလောဆယ်မှာတော့ united ကကစားမမရောက်မချင်းနောက်ထပ် second signing မလာသေးဘူးမကြီးရဲ့ခုညာပဲရှိအောင်မယ်နောက်ထပ် signing ကအခုအပွဲမှုကိုတန်း60ကျော်ပေးမယ်63ပေးမယ်ဆိုတဲ့တင်နေရှိပေမယ့်ရောင်းဖို့ရူရပြီးမှဖြစ်လာမှဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်